မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါတယ်ရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါတယ်ရှင် BN ရဲ့ပေါင်းမှကင်းဝေးပါစေလို့လည်းလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ဆရာတင်ညွန့်ရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါတယ်ရှင်ဝတ္ထုလေးရဲ့နာမည်ကလူရေကျွန်ဖြစ်ဖို့သူမကြိုးစားပါတဲ့မြတ်တန်ရက်ခန့်ခြင်းတာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော် လူရည်ကျွန်ဖြစ်ဖို့သူမကြိုးစားပါအတန်းထဲတွင်လူဆိုးလေးတွေရှိပါသည်ပီတီတီကတ်တက်တက်ပြန်မပြောနားမထောင်စင်ချီများစီကမ်းမဲ့စသည်ဖြင့်များစွာရှိသည့်အ ਨੇ အောင်မြင်သည်ထိုရည်ချင်းများအလုံးနှင့်ပြည့်စုံသူဖြစ်သည်ကျွန်တော်ကလူဆိုးလေးတွေကိုအများကြီးကြုံတွေ့ဘူးသည် မြင်းကောင်းတွေကလက်သားမကျမီရိုင်းတတ်သည် သူတို့အရင်အစိုးတွေကိုထိန်းချုပ်နိုင်လိုက်လျင်မြင်းကောင်းတစ်စီးအဖြစ်ခိုင်ကောင်းပြီလေနီတပြည့်တွေကြားထဲတွင်လူစိုးလေးတွေသည်လူတော်လေးတွေဖြစ်နေတတ်ပါသည်သူတို့၏အငုံစိတ်ကိုမဖော်ထုတ်နိုင်သေးမီအချိန်ထိသူတို့စိုးကောင်းစိုးနိုင်ပါသည်သို့တော်သူတို့အချိန်တန်လျင်လူကောင်းလေးများဖြစ်သွားစီရင်မပြုတ်ပြင်နိုင်လိုက်ပါကကြောင်းမဟုတ်ပြီမောင်အောင်မြိုင်မောင်အောင်မြိုင်ကျွန်တော်နှစ်ကြိမ်တိတိခေါ်သည် ကျောင်းခေါ်ခြင်းခေါ်နေခြင်းဖြစ်သည်သူရှိနေမှန်းလည်းသိသည်အဖဲကြောင့်မထူးရသမီကျွန်တော်ဒေါသထွက်နေတော့လေအမားကိုအမားနဲ့တိုက်၍မရမှန်းသိသည်ထို့ကြောင့်မောင်အမြိုင်ခေါ်နေတယ်လीရှိမဟုတ်ဘူးကွာဒါစစ်တပ်မဟုတ်ဘူးတက်ထဲမှာလူစစ်တပ်ကထူးတဲ့လေးတန်မျိုးကျောင်းထဲမှာထူးဖို့မတင်ထားပါဘူးပြန်ခေါ်မယ်ပြန်ထူးပါမောင်အမြိုင်ရှိပါတယ်မဟုတ်သေးဘူးသားမှားနေတယ် ဆရာအားလုံးကိုတင်ထားတယ်။ယောက်ျားလေးတွေဆိုရင် ခမညာဆိုတာလေးကိုထည့်သုံးဖို့မိန်းကလေးဆိုရင်ရှင်းဆိုတာလေးကိုထည့်သုံးဖို့တင်းတင်းချာချာတင်ထားတယ်။အတန်းထဲမှာအတန်းစည်းကမ်းဆိုတာရှိတယ်။ပြန်ထူးပါမောင်အောင်မြိုင်ရှိပါတယ်ခမညာဒါပေါ့ကွာကျွန်တော်ကြံနေမမယားကိုဆက်ခေါ်သည်ကျွန်တော်ဤเจ้าကိုရောက်ဒီမှာမကြသည်သို့တော်လူစိုးလေးတွေအကြောင်းကိုစပြီးလေ့လာသည်အတန်းထဲတွင်နာမည်ကျော်တွေကတော့ အောင်မြိုင်စစ်အောင်မျိုးကြီးခမာဝေတို့ဖြစ်သည်သူတို့အားလုံး၏နောက်ခံအကြောင်းချက်တွေကအားလုံးလိုလိုတူညီနေကြသည်သူတို့တွင်မိစုံဖဆုံမဟုတ်ကြလင်မယားကွဲနေကြသည့်အိမ်တော်များဖြစ်သည် အဖေရှိအမေမရှိ အမေရှိအဖေမရှိများကြားထဲတွင် အောင်မြိုင်ကတော့အဖေရောအမေပါမရှိ အတော်အဖိုးဖွားများနှင့်အတူနေရရှာသည်အဖေကသူ၃နှစ်သာအရွယ်ကလေးကထွက်သွားသည် အမေကယူနေသည် အမေကွယ်လွန်သွားသည်မှာလှပိုင်းခံသာရှိသေးသည် သူ့အိမ်တွင်ကအဆင်ပြေလာသည်မဟုတ်အဖိုးအဖွားနှင့်အတော်တွေကချစ်သည်မှန်တော်လဲဆင်းရဲကြသည် ဆင်းရဲခြင်းနှင့်မပြည့်စုံခြင်းက အောင်မြိုင်ကိုအရင်စိတ်ဝင်စေသလားစဉ်းစားစရာဖြစ်သည်ကျောင်းတွင်ဆရာလောဝသည်မှာစတဲ့ရန်တက်တက်ဆိုလင်မှားပါသည်ကျွန်တော်ကတော့ကလေးတွေကိုစိတ်ပညာနည်းဖြင့်ချင်းကပ်သည် အတန်းထဲတွင်လူ30ရှိလျင်30လုံးကိုနားလည်ရန်ကြိုးစားကြည့်သည်သူတို့အားလုံးကိုတဦးချင်းစကားပြောကြည့်ရန်အားထုတ်သည်ကျောင်းထဲတွင်ဖြစ်တော်လဲအလွတ်သဘောနှင့်တွေ့ကအကြောင်းတစ်ခုခုရှာပြီးဖန်တီးတွေ့တတ်သည်တနေ့ကျောင်းလွတ်တော်အခါကျွန်တော်ကမောင်မြိုင်ဆရာကိုတခုလောက်ကူညီပါလားသူကဘလို့မှမထင်ထားသဖြင့်လွယ်အိတ်ကိုလွှဲနေရကငိုင်ပြီးကြည့်နေသည် ကျောင်းရှိဆရာမတွေကသူနဲ့စကားပြောအမိကိုပင်ကြောက်စရာဟုသတ်မှတ်ခါရှောင်နေကြချိန်တွင်ကျွန်တော်သူ့ကိုအကူအညီတောင်းလိုက်သည်ကိုသူကကြောင်ကြည့်နေသည်ဟုတ်ကဲ့ဆရာစတဲ့ချင်းချိုးပြက်နေတယ်ဆရာလည်းရုံးခန်းထဲမှာမင်းတို့ဆောင်မွေးပဲအဖြေလွားတွေကိုစစ်ဖို့ရှိနေတယ်ဆရာအလှုပ်ပြီးချိန်ဆိုရင် စပိန်ပြည်ဆိုင်ကပိတ်လောက်ပြီးထင်တယ်အဲ့ဒါတာတစ်ခုလောက်ကူညီပါလားဆရာစပိန်ကိုစပိန်ဆိုင်ပို့ပြီးပြင်ပေးလို့ရမလားဟုတ်ကဲ့ရော့ဒါဒီမှာငါချိန်ယူသွား သူတို့တောင်းတလပေးလိုက်နောက်ဘင်းကလည်းလေးစိတ်နေသလားဘာကြောင့်မကောင်းတာလားမသိဘူးစစ်ပေးခဲ့ပါဦးဆရာကိုကြီးမယ်မဟုတ်လားဟုတ်ကဲ့အောင်မြိုင်ကမျက်နှာမှုန်ကုတ်ကုတ်မကြည့်မသာနေပါလီတာမအားရင်လည်းနေပါသွားတော့ရပါတယ်ဆရာကျွန်တော်သွားပြင်ပေးပါမယ်ကျွန်တော်ပထမအဆင့်တော့အောင်သွားပြီသူကပက်ဆန်ကိုယူလိုက်သည်ကျွန်တော်ကတိုက်ပုံအင်ကြီးထဲမှာစပိန်တော့ထုတ်ပေးလိုက်သည် ကျွန်တော်ရုံးခန်းထဲတွင်စာမေးပွဲအဖြစ်လွားလေးကိုစစ်နေသည်တနာ yı လောက်ကြာသွားမည်ထင်သည်ကလင်းကလင်းရုံးခန်းရွှေတွင်စပိန်တန်ကြားလိုက်ရသဖြင့်ကျွန်တော်ကခေါင်းမော့ကြည့်လိုက်သည်မောင်းအောင်မြန်။အော်ဟေ့တာ yı ခဏလေးဆရာလာမင်းကျွန်တော်ကစပွဲပေါ်ကအဖြစ်လွားလေးကိုမြင်းလုံးနဲ့ဖိလိုက်ပြီးအပြင်သို့ထွက်လိုက်သည်စပွဲကိုပတ်ပြီးအပြင်ကိုထွက်လိုက်ချိန်တွင်ကျွန်တော်ခြေတော်တွင်ရှော့ကနေဖြစ်သွားသည်စပွဲကိုဖမ်းကင်လိုက်တော့လေ ခြေပြက်လက်ပြီးအုံကနေပြုတ်ကြသည်ဆော့ဆော့လေးကကြောင်းဆောက်သည်ရေအိုးရေနာဖြည့်သွားရာရေတွေဖိတ်နေသည်ကိုသတိမထားမိလိုက်ရေနှစ်ချော်ကပြက်အလဲတွင် ခုံတန်းနှင့်ခါးကရိုက်ချသလိုဖြစ်ပြီး ခြေပြက်လက်ပြက်လဲနေသည်ဆရာဆရာအမေကပြေးဝင်လာပြီးကျွန်တော်ကိုထုသည်အာမဆွဲနဲ့သားခါးအရန်နာနေတယ်ချွတ်ချွတ်ချွတ်ကျွန်တော်မထနိုင်မျက်စိကိုမှိတ်ပြီးအသားလေးမှိန်နေရသည် အောင်မြင်ကကျောင်းဆောင်ကိုပြီးခေါ်သည်ကျောင်းဆောင်ရောက်လာမှကျွန်တော်ကဇပွဲပေါ်ကဆာရွက်တွေကိုတင်ခိုင်းပြီးလို့တဲ့ထက်တော့ခတ်ငါပြန်မယ်ကွာငါ့ကိုဆိုက်ကားတစ်စီးလောက်ငါပြီးစပင်းကတော့ရုံငန်းထဲထည့်ထားလိုက်ဆရာတားလိုက်ပို့ပြီးမယ်ရပါတယ်ကွာအောင်မြင်ကကျွန်တော်ကိုစပင်းနဲ့နောက်ကလိုက်ပို့သည်ကျွန်တော်ကဆိုက်ကားနဲ့အိမ်ပြန်လာရသည်အိမ်ကိုရောက်သည့်အခါတွင်လေအောင်မြင်ကအိမ်ပေါ်သို့တွေ့ပို့သည် ဆရာတယောက်ထဲနေတာလားအေးတားပါလှုပ်ပေးရမလဲပြန်တော့လေရပြီမိုးချုပ်တော့မယ်ရပါတယ်ဆရာတားဒီညာဆရာနဲ့အတူနေပေးမယ်ပြန်မှာကွယ်မင်းအရာစိတ်ပူနေပါမယ်တားကိုစိတ်ပူမဲ့သူတွေဒီလောကမှာမရှိပါဘူးဆရာမဟုတ်သေးပါဘူးကွာမင်းမှာအဖိုးအဖွားနဲ့အတော်တွေရှိတာပဲဆရာတားထမင်းထည့်ပေးမယ်လေအေးအေးမင်းမှာစားကွာထည့်ချက်လိုက်ဟင်းကတော့တို့ခုနဝင်ခဲ့တဲ့လမ်းတံတားထိတ်ကဆိုင်လေးမှာတော့ဝင် တားစားကျင်တာဝယ်ဆရာတော်ငါဟင်းရော့ဒီမှာပစံနေပါဆရာဆရာစပိန်ပြင်မပေးထားတဲ့ငါချက်ရှိပါတယ်မြင့်စပိန်ဆိုင်မပေးဘူးလားအဲ့ဒါတော့တားလုတ်တက်ပါတယ်တားပြင်ထားတာငါတဖြစ်ပဲစိုးလို့လေသူမျက်နှာတွင် ပထမဆုံးအပြုံးလေးကိုတွေ့ရခြင်းဖြစ်သည် အမှန်တော့ကျွန်တော်ချော်လဲတာတော့မှန်သည် ရောထိုင်လိုက်ခြင်းဖြစ်သည်ခါလဲမနာပါ သို့တော်ကလေးတယောက်ကိုကျွန်တော်လေ့လာခြင်းသည် အနီးကပ်လေ့လာခြင်းသည်ထို့ကြောင့်ရုပ်ရှင်ရိုက်လိုက်ခြင်းဖြစ်သည်ဆရာဆိုသည်မှာတခတရံဒါရိုက်တာဆရာဆိုသည်မှာတခတရံတရုပ်ဆောင်အောင်မြင်ကကျွန်တော်အိမ်ကိုရှင်းလင်းပေးသည် တပြက်စီလှဲပေးသည်တောက်ရီဦးတွေကိုရေးဖြည့်ပေးသည်ကျွန်တော်ကိုထမင်းခူးကျွေးသည်ကျွန်တော်ကသူ့ကိုအတင်းထိုင်ခိုင်းပြီးအတူစားခိုင်းရသည် သူ့ကိုပြောရဲဆိုရဲအောင်ကျွန်တော်စကားလမ်းကြောင်းပါသည်အမှန်တော့ကျွန်တော်ပြောသလိုပင်မြင်းရိုင်းလေးတစ်ကောင်ဖြစ်သည်တည်တည်ချာချာပေါင်းကြည့်မှမစိုးတော့လေအဖေကြောင့်စိုးနေရတဲ့နည်းဆိုခြင်းကိုအဖြေရှာလိုက်တော့အိမ်နှစ်မိသားစုပေါ်မကျင်နှက်ချက်များဖြစ်ခါပေါက်ကွဲနေခြင်းဖြစ်သည်ပြီးတော့ဆင်းရဲခြင်းလူပြိုပေါက်လေးဖြစ်လူလူအချိန်တွင်သူများတွေလိုမဝင့်နိုင်သူများတွေလိုမစားနိုင်သူများတွေလိုမသွားနိုင်ရှာ မိဘတွေရဲ့ဖြူစုအယူရောခံနေရသူတွေကိုတွေ့တိုင်းသူ့ဘဝကြီးမပြည့်စုံမှုတွေနဲ့ရှင်ကပေါက်ကွဲနေခြင်းဖြစ်သည်အမှန်တော့သူတို့လိုကလေးမျိုးတွေရဲ့အနည်းတွင်အားပေးကူညီနိုင်ပြီးစာနာတတ်သူတို့အမှန်မြင်လို့နေသည်မအောင်မြန်ပြန်တော့ဆရာစပင်းယူသွားမနဲ့မှအကြောင်းကိုပြန်စည်းလာခဲ့ရပါတယ်ဆရာတာဆရာနဲ့နေပြီးမယ်တားမှာအိမ်ရှိတယ်မိသားစုဆိုတာရှိတယ်ဘယ်တော့မှမမေ့ထားနဲ့တား သားစိတ်ထဲမှာကျဉ်တတ်တာရှိမယ်မကျဉ်တတ်တာရှိကောင်းရှိမယ်ဒါပေမဲ့သားသားဟာယောက်ျားတယောက်ဆိုတာမမိနဲ့သူကငြိမ်ပြီးခေါင်းချင်းငုံထားသည်ယောက်ျားလို့ပြောလိုက်တာသားကိုမန်တစ်ခုရှိဖို့ပြောတာကို့ဘဝဆိုတာကိုယ်တိုင်ဖန်တီးရမှာသားဘသူမှအားကိုးမနေနဲ့ဘသူကိုမှမျှော်လင့်မနေနဲ့ဆရာမင်းတို့အတန်းထဲမှာပြောခုပါတယ်ငါသားနဲ့ငါဘဝရဲ့ဖန်တီးရှင်ငါသားနဲ့ငါဘဝရဲ့အရှင်သခင်ဆိုတာ သူပြန်သွားသည်ကျွန်တော်စပင်းကိုယူသွားသည်ကျွန်တော်ကျင့်နဲ့ဝမ်းသာခဲ့ရပါသည် သူမျက်နှာအသွင်အပြင်အပြောအဆိုတွေအလုံးပြောင်းသွားသည်နောက်တနေ့ကျွန်တော်เจ้าကိုလိုင်းကားနဲ့လာသည် အောင်မြိုင်ကကားဂိတ်တွင် စပင်းကလေးနဲ့လာဆောင်နေသည်ဆရာတက်တာသွားပြီလားအေးကွာတက်ဆရာစပင်းပေါ်ဆရာကိုလာဆောင်နေတာလားဟုတ်ကဲ့သူနေကစပြီးအောင်မြိုင်တယောက်အပိုးကျိုးသွားသည် ဆရာမကြီးအံ့အားသင့်သွားသည်ဆရာမဒေါခင်ဝင်းကဆရာအောင်မြင့်ကိုဘယ်လိုလုပ်လိုက်တယ်လဲမသိဘူးဟုမေးသည်ကျွန်တော်ကပြုံးနေမိသည်တနည်းညာနေကျွန်တော်ကြောင်းရုံခန်းထဲတွင် လာကျုပ်စင်းနေလုပ်နေစဉ်ဆရာတောင်းဝင်လာခဲ့လို့ရလားရတာပေါ့ကွာလာလေးမအောင်မြင်ဆရာကဒါလေးလက်ဆောင်ပေးပြရစီဘာများလဲကွာသူကကျွန်တော်ကိုစက်ကူဘူးလေးတစ်ခုလာပေးနေခြင်းဖြစ်သည် ကျွန်တော်ဖွင့်ကြည့်လိုက်ရာပြစ်စကံပုံရင်တိုးလေးဖြစ်သည်ရင်တိုးပေါ်တွင်လူရည်ကျွန်းဆိုသည့်စာတန်းနှင့်1980ဆိုသည့်ခုနှစ်ကို တွေ့လိုက်ရသည်ဒါပါလဲကွာမောင်မြိုင်အဲ့ဒါကျွန်တော်အဖေရဲ့အမှတ်တရပစ္စည်းတော့တော့ပြောတယ်ဟုတ်လားမင်းအဖေကလူရည်ကျွန်းဖြစ်ခဲ့ပုံရတယ်ဖြစ်ခဲ့တယ်တဲ့ဆရာဒါပေမဲ့သူနဲ့ပတ်သက်တာအဲ့ဒါပဲရှိတော့တယ်သူဘဲပြောက်သွားမှမသိဘူးဟာမင်းအဖေကလူတော်ပဲကွာ ตาเยเมี้ยบิโล조사ไล่ซันมาทีตะไสกะเสี่ยวบาโลลาปะราเนลาปะราบ่ฮู้กูเสี่ยเสี่ยวลาปี้ดาเสี่ยอยู่ท่าพี่บาบาผิดโลเลกว่าအဲ့ဒါကြီးကိုအဖိုးကြီးအဖွားကြီးအတော်ကြီးကတားကိုပြပြပြီးချိန်ချောက်တယ်လို့လုပ်နေတာ။နေအဖေလောင်မတော်ဘူးတွေပါလေပြောသေးတယ်။နေတိုင်းအဲ့ဒီတစိမ့်နဲ့လာပြီးလူကိုစော်ကားနေတယ်လို့ပဲ။ကျွန်တော်အဖေတော်ကောင်းတော်မှာပါ။ဒါပေမဲ့သူဟာလူတော်စီအမိကိုပြစ်မသွားဘူး။ သူ့ကြောင့်အမေမယူရဘူးပေါ့လူရည်ကြုံဖြစ်တော့ဘာလို့ရမှာလဲဆရာကျွန်တော်သဘောပေါက်သွားသည် သူ့ခံစားချက်ကိုနားလည်သလိုရှိသွားသည်အဲ့ဒီတော့ဆရာကမင်းကဒီရင်တို့လာပေးလိုက်တာဟာမင်းကိုနေ့တိုင်းချင်းချောင်းနေတဲ့ပြဿနာတစ်ခုကနေရှောင်ထွက်သွားနိုင်မယ်ထင်တယ်လားသူငိုင်သွားသည်အမှန်တော့ဒီတစိ့ကိုမင်းစားချက်နေတဲ့စပွဲပေါ်တင်ထားမှာနေ့တိုင်းကြည့်ပြီးမေးရမှာအကောင်းဘက်ကမင်းမေငါသူ့လိုလုံနိုင်မှာလား မလုံနိုင်ဘူးဆိုရင်အစိုးဘက်ကပြောင်းတွေးမယ်။ငါနဲ့ငါအမေကိုပြစ်သွားတယ်လို့မျိုးငါဘယ်တော့မှမလုပ်ဘူး။ကျွန်တော်ကသူ့ကိုတစေဘူးလေးလမ်းပေးလိုက်သည်။ထို့နောက်ဒီမသားပြဿနာတခုဘယ်တော့မှမရှောင်လွှဲနဲ့ကွာ။ရင်းဆိုင်နိုင်အောင်ကြိုးစား။အမှန်တော့ကိုမချိုက်တော့ရင်းထဲကထုတ်နိုင်အောင်အရင်ဆုံးကြိုးစားရမှာ။မင်းမင်းအဖေကိုမင်းမချိုက်ဘူး။ဟုတ်ပြီနော်။မင်းမျိုးကြီးအဖေကိုတည်လား။နေတိုင်းမူလာတာသမီးတွေကိုရိုက် မင်းတက်ဆိုတဲ့အနေထောင်သူတို့ခံစားနေရတာကိုကစိတ်ထဲမှာမကျင့်တတ်တာတွေမပြည့်စုံတာတွေတွေးမိရင်လောကမှာငါတက်ဆိုတာတွေအများကြီးပါလားဆိုတာတွေးနိုင်အောင်စူးစမ်းကွာသူကလက်ထဲတွင်ဘူးလေးကိုစုပ်ကင်ထားသည်မောင်အမြိုင်မကျင့်တတ်ချက်တွေကိုတွန်းအားတစ်ခုလိုလှုပ်ဆမ်းမှာကွာစူးစမ်းကြည့်စမ်းပါကိုဖြစ်ချင်တဲ့အနေထားတစ်ခုရအောင်လှုပ်ကြည့်စမ်းပါမောင်အောင်မြိုင်သည်လူရဲကျွန်တော်ဖြစ်မလာပါ ို့တော်သူသည်ယနေ့ကောက်ဝက်ရှော့တစ်ခုထောင်ထားသည် စီဝါဟီလုပ်ငန်းရှင်တယောက်ဖြစ်နေသည်ယနေ့အီစာကိုရေးရသည်မှာအကြောင်းရှိသည် မနေ့ကသူ့စီကဖုန်းလာသည်ကျွန်တော်ကသူ့ကိုမေးမိသည်မင်းရဲ့ဖေလူကြီးုံတစိလေးတိမ့်ထားသေးရဲ့လားဆရာဆရာပြန်ပေးလိုက်တဲ့နေ့ကလေးကချောင်းထဲကိုလွှင့်ပစ်ခဲ့တာအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် အခုလိုဝိထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Super Daily Life Channel ကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။နှစ်သက်မြင့်တဲ့တကယ်ချင်းမေးဆွေတို့မျှဝေပေးဖို့မြစ်တမ်းရက်ခတ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။